စဲနာရှိတက်ကအလောင်းလုံးမျိုးနဲ့စစ်ပြေရွာကိုထက်မဲ့စက်ကြောင်ထိုးလာလို့စပားရိတ်သိမ်းချိန်ရောဘတ်စီချစ်ချိတွေမှာဒေသခံတွေနေရဆော့ခွာထွက်ပြေးနေကြရပါတယ်။လောင်းလုံးမျိုးပေါ်ကနေစက်ကြောင်ထိုးလာတဲ့စဲနာရှိတက်ဟာဒီကနေ့ဒီဇင်ဘာလ၁ရက်နေ့မနက်9:00နာရီလောက်မှာစစ်ပြေရွာကိုရောက်လာခဲ့တာပါ။လက်ရှိမှာရောဘတ်တောင်သူတွေကအစည်းချက်နေကြပြီးလက်သမားတွေကစပားရိတ်နေတဲ့အချိန်ဖြစ်ပါတယ်။ စက်ကြောင်းဝင်လာတာကြောင့်စစ်ပြဲနဲ့ညီမရွာကဒေသခံတွေလှုပ်လက်ဆအလုပ်တွေထားပြီးထွက်ပြေးတိမ်းရှောင်နေကြရပါတယ်စင်နာရှိတက်ကပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့ကလည်းညင်းမော်စစ်ပြေရွာရီဘက်ကိုစစ်ကြောင်းထိုးလာတဲ့အတွက်ဒေသခံတွေနှစ်ပတ်ကျော်ကြာထွက်ပြေးတိတ်ရှောင်ခဲ့ရပါတယ်။ညင်းမော်ရွာမှာရှိတဲ့အချို့ဒေသခံတွေကဒီကနေ့ထိအိမ်မပြန်နိုင်ကြသေးတဲ့အတွက်တိတ်ရှောင်နေရတာရေပေါင်း20ကျော်လာပြီဖြစ်တယ်လို့ဒေသခံအချို့ကပြောပါတယ်။ အခုလုံးမကြခဏပြင်းလွှဲနေကြရတာကြောင့်ရိတ်သိမ်းချိတ်ကျော်နေပေမဲ့လက်သမားအချို့စဖားမရိတ်သိမ်းနိုင်သေးကြသလိုရောဘာချက်တောင်သူတွေလည်းအစိချက်နားနေကြရပါတယ်။ဒီကနေ့မနေ့ဆန်းနာရှင်တက်ဟာစစ်ပြေးကြီးရော့ဘုံကြီးကျောင်းအချို့မှာနေရာယူထားကြတယ်လို့ဒေသခံတွေကပြောပါတယ်။ဆန်းနာရှင်တက်ဟာလူဦးရေစင်းခေါဖို့စက်ကြောင်းထိုးလာတာဖြစ်တယ်လို့ဒေသခံတွေကြားပြောဆိုနေကြပေမဲ့လည်းဒူဝါရှင်နေနဲ့တိချအတိမပြုနိုင်သေးပါဘူး။